မိုင်းဘုံစီအရော်ကြီးရဲ့ဗက်လိုက်မှုတွေဆိုရှယ်မီဒီယာမှာပြန့်နှံ့နေကေပရိသတ်ကြီးတို့ရေမြန်မာနိုင်ငံရဲ့ကက်တင်ရှင်ဖုံးတော်ကြီးတပါလို့သတ်မှတ်ထားတဲ့မိုင်းဘုံစီအရော်ကြီးကတော့ငလင်ဘေးတွေလှုပ်ခတ်ပြီးသွားကြတဲ့ကအခုချိန်ထိပြည်သူတွေကြားထဲမှာသတိုက်ဆိုသလိုကောင်းချီးပေးနေကြတာပါတကယ်တမ်းပြောရမယ်ဆိုရင်တော့ဆရာတော်ကြီးရဲ့တကိုးတိတ်ထီတွေကျင့်စဉ်တွေကအတမန်လူတွေလက်ခံလို့ရတဲ့အနေအထားတိဖြစ်နေခဲ့တာကြောင့်ဆရာတော်ကြီးဘာပဲမိန်ကြမိန်ကြလက်ခံဖို့အသင့်ဖြစ်နေခဲ့ကြတာလို့တော့ပြောရပါမယ် ဒါပေမဲ့လည်းပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ရဲဝဲစုံနဲ့အမျိုးသားတအူးကကာရကလာဖွင့်ပေးတာနဲ့ပတ်သက်ပြီးညှင်းဆို့ခဲ့တဲ့ဗီဒီယိုဖိုင်ကြောင့်ပြည်သက်တွေကြားထဲမှာပြောစရာဖြစ်သွားခဲ့ပေမဲ့လည်းဆရာတော်ကြီးရဲ့တမာတိတွေပညာတွေကြောင့်ပြည်သူတွေတွေမှာကိုယ်ကွယ်ယုံကြည်သူတွေကပါဆရာတော်ကြီးကိုနားလည်ပေးခဲ့ကြပါသေးတယ်ဒါပေမဲ့လည်းအခုအချိန်မှာတော့ထိုင်းနိုင်ငံရဲ့ဒရိတ်ကျဲကာရှိုရွန်တခုမှကောင်းချီးပေးထားခဲ့တဲ့ဗီဒီယိုတွေပြန်တက်လာခဲ့ပြီးတာမန်လူတွေနဲ့မတူပဲအင်မတန်မှဖော်ပြမှုရှိနေခဲ့တာကိုတွေ့လာရပါတယ်။ အဲ့ဒါပြင်အသားချင်းထိလို့မရပါဘူးဆိုတဲ့ဆရာတော်ကြီးရဲ့သက်မှတ်ချက်တွေကလည်းပျောက်ချင်းမလားပျောက်သွားခဲ့ရပြီးတစ်ဖက်လူရဲ့လက်တစ်ဖက်ကိုကင်ပြီးအဖော်ပြုလမ်းလျှောက်နေခဲ့တာပဲဖြစ်ပါတယ်။ဒီလိုမျိုးဗက်လိုက်လုံးတဲ့အပြုတ်မှုတွေကြပဲကြီးညိုသူတွေတော်တော်များများအမြင်ဆောင်ခဲ့ရသလိုဆရာတော်ကြီးရဲ့ကျင့်စဉ်နဲ့ပတ်သက်ပြီးတော့လည်းအတော်လေးမေးခွန်းထုတ်လာခဲ့ပြီလို့ပြောရပါမယ်။ ဆရာတော်ကြီးအနေနဲ့ကတော့တကိုးတိတ်ထီတွေအပြင်အာဘတ်တီမှာဆိုလို့အခုလိုမျိုးလူတွေနဲ့ထိတွေ့ကိုင်းတွေ့တာကိုရှောင်ထားတယ်ဆိုတာနားလည်နိုင်ပေမဲ့လည်းတရားမှန်ကိုကြင်ကြံနေတဲ့ဖုံဖုံတယောက်အနေနဲ့ကတော့ဒီလိုမျိုးဗလိုက်တဲ့အပြုတ်မှုမလုပ်တင်ကြောင်းပြောလာခဲ့ကြပါတော့တယ်အဲ့ဒါပြင်ဖျားဟောလမ်းစဉ်အတိုင်းဒန်းသူအခွင့်အရေးရှိမနေခဲ့တာတွေကြောင့်ဆရာတော်ကြီးဟာမြန်မာလူမျိုးဗုဒ္ဓဘာသာတွေကိုကိုယ်ကကြီးညိုနေကြတယ်။ထေရဝါဒဗုဒ္ဓဘာသာလမ်းစဉ်ကြီးကြံတာရောပြစ်နိုင်ပါမလားဆိုတဲ့မေးခွန်းတွေပါတန်းစီမေးလာကြပါတော့တယ်။ ီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်းအီမီဇန်ဆိုတဲ့အမျိုးသမီးအချင်းချင်းပြောဆိုနေတဲ့နတ်နဂါးတွေဆိုတာအမှန်တကယ်ရှိကြောင်းနဲ့အခုလိုမျိုးငလျင်လှုပ်ကပ်ခဲ့တာမြေအောက်မှာကိန်းအောင်နေတဲ့ပေ3000လောက်ကျော်တဲ့နဂါးကြီးကြောင့်ဆိုပြီးမိန်ကြားချက်တွေလည်းရှိနေခဲ့ပါတယ်။ဒါကြောင့်ပဲသိပ္ပံပညာရှင်တွေကဒီအချက်ကိုအပြည့်ထုတ်ဖို့လေ့လာကြည့်တဲ့အခါမှာဆရာတော်ကြီးပြောတဲ့နဂါးတွေဆိုတာရေဆိုတဲ့ဖြစ်တည်မှုရှိနေသည်သူတို့တွေလည်းဘုံတစ်ခုခုမှရှိနေမှာဖြစ်ကြောင်းအတည်ပြုခဲ့ကြပါတယ်။ဒါပေမဲ့လည်းမိုင်းမုံဆရာတော်ကြီးပြောတဲ့ပေ3000နဂါးကြီးကတော့ဖြစ်နိုင်ခြင်းမရှိတဲ့အကြောင်းထောက်ပြလာကြပါတော့တယ်။ ဘလို့ပဲဖြစ်ဖြစ်ပါမိုင်မုံစီအာတော်ကြီးက၃နှစ်၃လ၃ရက်ဆိုတဲ့တုံးကနဲကူတွင်းကျင့်ကြံခြင်းလမ်းစဉ်တွေကိုအောင်မြင်ခဲ့သူတယောက်ဖြစ်တယ်လို့ပိဋကတ်၃ပုံကိုစာချနေခဲ့တဲ့စီအာတော်တွေထက်ဆိုင်အများကြီးတကောတိတ်ထီတွေနဲ့ပြည်စုံနေခဲ့တာမို့ဒီစီအာတော်ကြီးရဲ့ဂုံတိတ်ခါနဲ့ပတ်သက်ပြီးမိကွန်းထုတ်လို့မရနေခဲ့ပါဘူးဒါပေမဲ့လည်းကြီးညိုသူတွေကသာတရားစင်သာလိလာပြီးကိုယ်ကွယ်ယုံကြည်ကြမယ်ဆိုရင်အယူလွဲမှားတာတွေနလန်းစဉ်တွေဆိုတာရှိလာမှာမဟုတ်တော့တယ်လို့ဒုက္ခအတိငိမ့်တဲ့သာသနာလမ်းစဉ်ကိုရှာတွေ့နိုင်မယ်ဆိုတာသိကြတာမို့ယုံကြည်မှုရဲ့နောက်ကွယ်မှာစံဖန်ယုံကြည်နိုင်ဖို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ ဆိုတော့ပြည်သက်ကြီးတို့အနေနဲ့ရောဆရာတော်ကြီးရဲ့ကျင့်စဉ်တွေအပြင်ခံယူချက်တွေကဘလို့လမ်းကြောင်းတွေအပေါ်ကိုရောက်နေလဲဆိုတာပြောပြသွားကြပါအောင်ဗျာဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်လဲအခုလိုမျိုးမြန်မာနိုင်ငံကအမှုပညာရှင်အကြောင်းတွေထူးဆန်းတာတွေနဲ့ပတ်သက်ပြီးပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and follow လုပ်ထားပေးဖို့အတွက်တောင်းဆိုလိုက်ရပါတယ်ခင်ဗျာဘေးရန်နေရာတွေကင်းကွာပြီးအဆသအရာရာအဆင်ပြေချောမွေ့နိုင်ကြပါစေခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာလဲနောက်ထပ်အသစ်အသစ်သောအကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါမယ်ခင်ဗျာ အဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။